ရိသတ်များလုံးပဲမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ ASEAN U19 မျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုလည်းတပြိုင်တည်းရှင်းပြန်ကစားခဲ့ရပါတယ်ပွဲစဉ်၄ပွဲလုံးမှာတော့ကမောကမရလာနေနဲ့တစ်ခုပေါ်ခဲ့တာကအင်ဒိုနီးရှားနဲ့မလေးရှားပွဲပေါ့လေအများစုကမလေးရှားအုပ်စုဟိုပထမဆုံးပွဲမှာနိုင်ထားတော့သူကဒီနေ့ပွဲမှာတရေကစားနိုင်အောင်နဲ့စမီဖိုင်နယ်တက်မှာ အင်ဒိုတော့မနိုင်တော့ဘူးမလေးတော့အနည်းဆုံးသေးကန်သွားလိမ့်မယ်လို့ထင်ထားတဲ့ကြားကအင်ဒိုကကိုပြက်အနိုင်ယူပြီးတော့ဆင်းဖိုင်နယ်ကိုတက်လာရောက်ရှိသွားခဲ့တယ်။ဒီကိုကိုမရှိဆွဲရလာနဲ့နိုင်သွားခဲ့တာပေါ့လေ။ကျန်တဲ့ပွဲတွေကတော့ဟိုမျော်မှန်းထားတဲ့ရလာတွေပဲထွက်လာခဲ့ပါဗါတယ်။အင်ရှင် BNN ကလာအိုအမျိုးသမီးဘောလုံးစင်းကိုဒါ၈ကိုကိုမရှိဆွဲရလာနဲ့အနိုင်ရသွားခဲ့တယ်။မြန်မာ၁၉အမျိုးသမီးအသင်းကဒါတစ်ဖက်ကအရှိဒီမော် ယူ19မျိုးစုံဘောလုံးတင်ကို9ခုကိုမရှိဆိုရလာနဲ့ကိုပြတ်နိုင်ခဲ့တယ်ခင်ဗျအဲ့တော့မြမလက်ရွေးစဉ်ယူ19မျိုးစုံဘောလုံးတင်အတွက်9ခု9ခုကိုကစားသမား9ယောက်ကသွင်းပေးသွားခဲ့တာဖြစ်ပါတယ်ပွဲစား9မိနစ်မှာတွင်မြမလက်ရွေးစဉ်ယူ19မျိုးစုံဘောလုံးတင်ကဥဆောင်ကိုဆက်ရခဲ့ပါတယ်ဒီခုကိုစုစုခင်ကစပြီးတော့သွင်းပေးခဲ့တယ်မင်း20မှာမိုးဝင်ဖြူကဒုတိယကိုသွင်းပေးတယ်အဲ့နောက်ဒေစီအောင်ကပွဲကစားချိန်23မိနစ်မှာတတိယကိုထပ်သွင်းပေးခဲ့တယ်ခင်ဗျပွဲကစားချိန် 41မိနစ်ကိုရောက်တဲ့အချိန်မှာတော့ပြင်းပြင်းရန်ကနေနောက်ထပ်တကူမြမလေးစဉ်ဘောလုံးသင်အတွက်ထပ်ပြီးတော့ယူပေးခဲ့ပါတယ်ဘွဲကစားချင်း45မိနစ်မှာတော့ဝင်းဆန်နာကနေမြမလေးစဉ်ယူဆက်ကုန်မြမီအသင်အတွက်ပြင်စမကိုသွင်ပေးခဲ့တော့ပထမပွဲချင်းပြီးဆုံးချိန်မှာပဲမြမလေးစဉ်ယူဆက်ကုန်မြမီအသင်ကအရှိတီမော်ယူဆက်ကုန်မြမီလေးစဉ်ဘောလုံးသင်ကို၅ခုဂိုးမရှိနဲ့ပူဆောင်ထားနိုင်ခဲ့တယ်ဒုတိယအမှာမြမယူဆက်ကုန်မြမီဘောလုံးသင်က၂ခုထပ်သွင်းခဲ့တယ်ဒီခုတွေကို ါပွဲကစားချိန်68မိနစ်မှာနင်းဆန္ဒဝင်ကတကူသွင်းပေးခဲ့တယ်ပွဲကစားချိန်89မိနစ်မှာရမင်းဖြူကနောက်ထပ်တကူထပ်ပြီးသွင်းပေးခဲ့တယ်ခင်ဗျအဲ့တော့မလက်ရွေးစင်ယူစကုံမျိုးစင်ဘောလုံးတင်ဟာရှေ့လာမဲ့ဆွင်းဖိုင်နယ်ကိုရောက်တော့ထိုင်းတင်းနဲ့ရင်ဆိုင်တော့မှာဖြစ်ပါတယ်ထိုင်းကတစ်ဖက်အုပ်စုမှာအုပ်စုဖို့ဖြစ်ခဲ့တယ်ရှေ့စွမ်းရလည်းကောင်းတယ်ကိုသွမ်းစွမ်းရလည်းတော်တော်ကောင်းတယ်ဒီနေ့လည်းကမ္ဘောဒီးယားတို့လေးဦးကုန်ရှင်နိုင်သွားခဲ့တယ်ရှေ့ရပွဲတို့ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းသူတို့က အင်ဒိုနီးရှားတော့မလေးရှားလို့အသင်းတွေတော့ခဏခုရှောက်ကိုတွင်းလာလေအဲ့တော့မြန်မာလက်ရွေးစင်မျိုးစုဘောလုံးအသင်းတွေ ਨੇ တော်တော်သတိကြီးထားပြီးတော့ကစားရပါလိမ့်မယ်ခင်ဗျအဲဇွန်လ16ရက်နေ့ရောက်ရင် U19 အမျိုးသမီးဘောလုံးပြိုင်ပွဲဒီပြိုင်ပွဲရဲ့ဆင်းဖန်တဲ့ပွဲစဉ်တွေကိုကျင်းပမှာဖြစ်ပါတယ်ထိုင်းနဲ့မြန်မာတို့ရဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်နေ့လယ်2နာရီခွဲအချိန်မှာရှင်းပြန်ကစားရမှာပါညနေ6နာရီဘက်ကိုရောက်ရင်တော့ VNU 19မျိုးစုဘောလုံးစဉ်နဲ့ အင်ဒိုယူစက်ကုပ်မျိုးစုဘောလုံးတင်တို့ရဲ့အပြည့်အဝကိုရှုစားမှာဖြစ်ပါတယ်။ပရိသတ်အများစုကတော့ထိုင်းနဲ့အင်ရှင်ဗီယက်နမ်ကဗိုလ်လူပဲကစားပြီးတော့မြန်မာနဲ့အင်ဒိုတို့ကတော့တတိယလူပဲလောင်းနဲ့ပဲကျင်းနေရလိမ့်မယ်လို့သုံးသပ်ထားကြပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။